ကဲလမ်းပေါ်မှာရှိကြတဲ့ဒုတိယမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကုထုံးပြရနေပြီတော့ကျွန်တော်ကုထုံးရဲ့ကိုစားမိတ်ဆွေတို့ကိုလမ်းပေါ်မှာကနန်းလေးတွေချပြပြီးမှဖြစ်ပါတယ်အားကြောင့်မလို့ကုထုံးနဲ့ကုထုံးရဲ့မိတ်ဆွေများလမ်းပေါ်မှာရှိရဆိုရင်ဒီလိုက်ကလေးကိုဝင်ကြည့်ကြပါ ဟုတ်ကဲ့ကျွန်တော်ဒီနေ့တနေ့ကိုပတ်တိတွေအောင်တယ်နော်ဦးမကျော်၃ညပတ်တိတစ်ပတ်တိ၃ညတစ်ပတ်တိပေးခဲ့တယ်မနေ့ပိုင်းက၃ညသုံးဆိုပြီးတော့ပတ်တိ၃ညပတ်တိကအောင်တယ်တပတ်စာပရိ၃ရှစ်ပရိလည်းအောင်ရတယ်၃ညနဲ့၃နဲ့တွဲပြီးတော့၃ရှစ်ပရိလည်းအောင်ရပါတယ်၃ပရိအောင်ရပါတယ်ဟုတ်ပြီညဒီပိုင်းမှာလည်း61တစ်ပတ်တိအောင်ပြီးတော့ကျွန်တော်ပါဝါ ပါဝါ2ခွက်၊မွေးခွက်ပေးခဲ့ပါတယ်။3ရှင်းနဲ့6တစ်ဆိုပြီးတော့ပါဝါ2ခွက်မိတ်ဆွေတို့ပေးခဲ့တယ်။ညနေက6တက်ပါဝါလဲအောင်တယ်၊တစ်ပတ်တည်းတဲ့အောင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့အားလုံးဝင်လာကြတဲ့မိတ်ဆွေပေါင်းအောင်လဲအားလုံးမင်္ဂလာပါ။နှုတ်ခွန်းဆက်သားပါတယ်မိတ်ဆွေတို့ရတယ်ကျွန်တော်ရဲ့ channel လေးကို like share လေးနဲ့ကူညီပေးပါအသေးလေးပြီးလက်မလေးနှိပ်ပြီးတော့တယောက်မြင်အများမြင်အောင်လို့เนาะ လိုက်ဆယ်လေးနဲ့ကူညီပေးပါခင်ဗျဟုတ်ကဲ့ကျွန်တော်ဒီညပိုင်းမှာတော့မိတ်ဆွေတို့ကိုဝမ်းကြီးနဲ့ကြီးနဲ့အပြီးခွေတွေပေါ့ဝမ်းကြီးနဲ့ပြီးကြီးကြီးနဲ့အပြီးခွေတွေကိုကျွန်တော်ချပြပြီးမှဖြစ်တယ်မနက်ဖန်ကြရရင်အခုဒီကနေ့ချပြပေးတဲ့ကနန်းနေတဲ့အနေနဲ့မနက်ဖန်တကွယ်ကောင်းစိတ်တကွယ်ကောင်းနှစ်ကွယ်ကောင်းအဲလိုစိတ်ကလေးတွေကိုမနက်ဖန်9:00စီမထွက်ခင်9:00လောက်ကိုကျွန်တော် လိုက်လွင်ပေးမှာဖြစ်ပါတယ်။ဟုတ်ပြီအဲအကြောင်းမလို့မိတ်ဆွေတို့ကလည်းအခုဒီညမှာကျွန်တော်ကြံနှစ်ရက်ကြာရေးနဲ့တောက်ကြ။ကြာရေးတောက်ကြကြံနှစ်ရက်ကိုပတ်တိလိုက်နေကြတဲ့မိတ်ဆွေတွေပတ်တိနှလုံးကိုကျွန်တော်ထပ်ချပေးမှာဖြစ်တယ်။အဲ့ပတ်တိနှလုံးကကြိုက်နှစ်ရက်မှာအနေဆုံးတစ်လုံးကတော့ကျင်းနေထွက်တယ်ဒါပေမဲ့နှလုံးထွက်တာများတယ်ဇုံနဲ့ထွက်တတ်တယ်အဲအကြောင်းမလို့မနေ့ကကြော်ရည်နေ့မှာ အဓိကအရေးကြီးပါတယ်သူကကြာနေမှာမနဲ့ညထွက်တတ်ပါတယ်မနဲ့တလုံးထွက်ရင်ညနေတလုံးထွက်တတ်ပါတယ်အဲကြောင့်မလို့ကြာပြေးတောက်ကြကြာနှစ်ရက်အတွက်နှစ်ရက်စာကျွန်တော်ပတ်သီးနှလုံးကိုမိတ်ဆွေတို့ကိုချပြီးမှဖြစ်တယ်အဲကြောင့်မလို့အခုကြည်နေကြတဲ့မိတ်ဆွေတွေရတဲ့ ျွန်တော်တို့ရဲ့ channel ကို like share နဲ့ကူညီပေးကြเนาะတောင်းတော့နေကျွန်တော်စပြီးတော့ပြပြီးမှဖြစ်တယ်မိတ်ဆွေလူကိုဝမ်းကြီးနေတယ်ကီးရယ်ဝမ်းကြီးနဲ့ကီးနဲ့အပြီးဝမ်းကြီးနဲ့ကီးနဲ့အပြီးအဲ့လိုဘလို့တွဲထွက်တလဲဆိုတာကိုမိတ်ဆွေလူကိုခြားပြပြီးမှဖြစ်တယ်မနေ့ကမနေ့ကြရင်တကွယ်ကောင်းကြည့်ခြင်းတဲ့လူတွေတကွယ်ကောင်းထိုးခြင်းတဲ့လူတွေမနေ့ကမနေ့9နာရီကိုကျွန်တော် live ပေါ်မှာရှိပါမယ်ကျွန်တော် live ကိုဝင်ကြည့်ကြပါဟုတ်ပြီ အဲ့ဆိုရင်ကဲအဲ့ဆိုရင်ကျွန်တော်ပတ်တိလေးကိုရင်ပြောမယ်ပတ်တိလေးကကြော်ရည်နဲ့တောက်ကြနှစ်ရက်ကြော်သေးတဲ့နှစ်ရက်မှာ6ပတ်တိလေးပတ်တိ6ပတ်တိလေးပတ်တိကအဲ့နှစ်ရက်ထဲမှာထွက်မှာပါနှလုံးစလုံးနဲ့ထွက်ဖို့အားများတယ်မနေ့ကကြော်ရည်မိနစ်မှာပို့ပြီးတော့အရေးကြီးပါတယ်6ပတ်တိလေးပတ်တိကမနေ့တလုံးထွက်ရင်ညနေတလုံးထွက်ပါတယ်64 46ဆိုပြီးတော့လေဇုံထွက် ထွက်တတ်ပါတယ်အဲဒါကြောင့်မလို့မနေ့ကကြာပြီနေ့မနေ့စည်းရနေ့တနေ့ကိုတောက်ကြနေ့မနေ့စည်းရနေ့တနေ့ကို6လေးပတိယအနေဆုံးတစ်လုံးထွက်မှာပါအဲဒါကြောင့်မလို့ပတိကိုလက်ချင်ရတဲ့မိတ်ဆွေများဒီကြာနေ့ရမှာရှုံနေကြရပတိနဲ့ပြန်လိုက်မယ်ဆိုရင်6နဲ့4ပတ်တိပါခင်ဗျဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျအဲ့ဒါဆိုရင်ကျွန်တော်ဟိုနည်းနည်း ကြည့်အောင်ဝါညင်ကီပီလေးကိုကြည့်အောင်ဝါညင်ကီပီလေးကြည့်မယ်ဆိုတော့ဒီစိုးတေချာကြီးတော့လိုက်ကြည့်ပေးပါကဲအဲ့ဒါကျွန်တော်စပြပေးဒီကထိတ်စီမနေ့စီမနေ့စီရွတီနာမနေ့စီရွတီတာညနေစီမပါဘူးမနေ့စီတီတာကိုကျွန်တော်မနေ့ဖန်7နာရီ10မိနစ်အတွက်ဘာဘာဝန်းကြီးနဲ့ ပါကီးရဲဆိုတာကိုကျွန်တော်ချပြပြီးမှပြပါတယ်အဲ့တော့ဝါဝါရမ်းဒီတရားထိပ်စည်းတက်ကေတရားထိပ်စည်းတုံညရေဒီအောက်ကတုံညရေဒီသုံးလုံးပေါက်မှာတက်ကေတုံညရေတုံညရေသုံးလုံးပေါက်ညပါရမလားမစ်စေတက်ကေတုံညရေတုံညရေပေါင်းညရေသုံးလုံးပေါက်ညတက်လို့ရမှာဖြစ်ပါတယ် တစ်လို့ရရပြီတော့တရဘာဝ6တစ်6ဝန်းကြီးပါတစ်6ဝန်းကြီးကနောင်တနေ့မှာဘာအတွက်လဲနှစ်6ဆိုပြီးတော့6ဒလုံးဆွဲသွားတယ်အဲ့တစ်6ကိုဘလို့ကီးမျိုးနဲ့ဘလို့ကီးမျိုးနဲ့ကျွန်တော်ကအပြီးပေါက်မလဲဆိုရင်မိတ်ဆွေတို့ဒေချာလေးလိုက်ကြည့်ပြီဘလို့ကီးမျိုးအဲ့ဒါဆိုရင်ဒီကထိတ်စည်းတော့အခုကနောက်ပိတ်တော့လို့ပြပေးမှာဖြစ်တယ် ဒီနောက်ပြီးတော့လို့စစ်ကဲ9ရဲ့2ကဲ19နှစ်ဒီတော့လို့မောင်းကြဘာရမလဲမသိဘူးစေဘော9ရဲ့ပေါင်းတော့9နှစ်2ပေါင်းတော့9 9ရတဲ့အတွက်ကျွန်တော်က9ရဲ့ပါဝါ4 9ရဲ့နက်က6 4 6ကကီးရခင်ဗျာဒီကောင်ကီးရခုကောင်1ကြီးအဲ့တော့တစ်ချက်1ကြီးကို6 6ကြီးတယ်ဘာဘာဂရက်ထရက်ကယ် sorry ဒီဘက်မှာဝမ်းကြီးတစ်ဖက်ပဲညီးရနော်ကီးမညီးခဲ့ဘူးဟုတ်ကဲ့ဒီဘက်မှာဝမ်းကြီးရဝမ်းကြီး16ဝမ်းကြီးပဲညီးတယ်946ဆိုတော့ကီးရမညီးခဲ့ဘူးခင်ဗျ946ကီးမညီးခဲ့ဘူးဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်နောင်တပြေကိုဆက်ကြည့်အောင်နောင်တပြေကိုဆက်ကြည့်မြို့ဆိုတော့ တရား၃ညရဲ့တရား၃ညရဲ့တရား1ကဲ၃ည၃ည1ဒီသလုံးမောင်းညာဘာရမလဲ၃ည၃ည1သလုံးမောင်းညာ1လို့ရမှာဖြစ်တယ်1လို့ရတဲ့အတွက်2ရဲ့ပါအခွန်2ခွန်ဝန်းကြီးမှာတဲ့2ခွန်ဝန်းကြီးအဲ့2ခွန်ဝန်းကြီးကိုကျွန်တော်ကဘယ်ကီးနဲ့ပေါ့မလဲဆိုတော့ဒီက9ရဲ့ဒီက2ကဲ6ကဲဒီ9 2 6ဒီနောက်ပြီးသလုံးမောင်းညာဘာရမလဲ ဦးရဲ့နှစ်ကပေါင်းတော့၁၆နှစ်ပေါင်းတော့ခွန်ခွန်ခွန်လို့ရတဲ့အတွက်ဘာဖြစ်မလဲခွန်လို့ရတဲ့အတွက်ခွန်ရဲ့ဘဝက၂ခွန်ရဲ့နှက်ကက၃ညခွန်နှစ်၃ညကီခွန်နှစ်၃ညကီနဲ့နှစ်ခွန်ချင်းနဲ့ဘာထွက်လဲဒီဘက်ကခွန်တစ်လုံးနှစ်ခွန်ဝန်းကြီးကခွန်တစ်လုံးနဲ့ဒီကခွန်နှစ်၃ညကီကခွန်တစ်လုံးနဲ့ခွန်ခွန်ဆိုပြီးတော့ထွက်ရှိခဲ့တယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့နောက်တစ်ပွဲကိုဆက်ကြည့်ရအောင်နောက်တစ်ပွဲကိုဆက်ကြည့်မယ်ဆိုတော့ဒီက ုံညရဲ့တရားတုံညရဲ့တရားနှစ်ကတရားခွန်ရဲ့ဒီသုံးလုံးပေါင်းညတုံညနှစ်ခွန်ဒီသုံးလုံးပေါင်းညပါရမလဲတုံညနှစ်ခွန်သုံးလုံးပေါင်းညကိုးလို့ရမယ်ကိုးလို့ရတဲ့အတွက်ကိုးရဲ့ဘဝလေးကိုးလေးဝန်းကြီးပါတဲ့နောက်ဒီနေ့မှာဟုတ်ပြီအားဆိုရင်ကိုးလေးဝန်းကြီးကိုဘယ်ဘယ်ကီးနဲ့ပေါက်မလဲဘယ်ကီးနဲ့ပေါက်ရဲဆိုတော့ဒီမှာနှစ်ရှိတယ်ဒီမှာ6ရှိတယ်ဒီမှာခွန်ရှိတယ်နှစ်6ခွန်ဒီသုံးလုံးပေါင်းညပါရမယ်မေဆွေလို့ငားရမယ် ငါးရဲ့ဘဝ၃ညငါးရဲ့နတ်ကပ်က၃၅၃ည၃ကြီးပါတဲ့ငါး၃ည၃ကြီးကိုကိုလေးဝမ်းကြီးနဲ့ဆိုရင်ဘာဘာရမလဲကိုလေးဝမ်းကြီးကကိုတလုံးဆွဲတယ်ငါး၃ည၃ကြီးကငါးတလုံးဆွဲတယ်95ဆိုပြီးတော့ကဏ္ဍတစ်ပွဲကိုထွက်ရှိခဲ့တယ်ဟုတ်ပြီအဲဆိုရင် ကျွန်တော်ကနောင်တပင်ဆက်သွားကြည့်မယ်နောင်တပင်ဆက်သွားကြည့်တော့ဒီမှာနှစ်ကဲဒီကခွန်ရဒီက9ရဒီသုံးလုံးပေါင်းမှာနှစ်ခွန်9သုံးလုံးပေါင်းကြ ပါရမလဲနှစ်ခွန်ကိုတော်တော်မောင်းညာရှစ်လို့ရပါပြီရှစ်လို့ရမှာတွေ့ကျွန်တော်ကရှစ်လို့ရမယ်ရှစ်ရဲ့ဘဝ3831ဝန်းကြီးမှာရှစ်3ဝန်းကြီးဟုတ်ပြီအဲဆိုရင်ရှစ်3ဝန်းကြီးကိုဘယ်ကီးနဲ့ပေါင်မလဲရှစ်3ဝန်းကြီးကိုဘယ်ကီးနဲ့ပေါင်မလဲဆိုတော့ကျွန်တော်ကဒီမှာ6ရှိတယ်ဒီမှာခွန်ရှိတယ်ဒီမှာကန်းရှိတယ်6ခွန်ကဒီလိုမောင်းညာပါရမယ်ရှစ်လို့ရမယ် ရှစ်လိုရတဲ့ရှစ်ရဲ့ဘဝ၃ရှစ်ရဲ့နက္ခတ်က၁ရှစ်၃တကီနဲ့ရှစ်၃ဝန်းကြီးကိုရှစ်၃တကီရှစ်၃တကီရှစ်၃ဝန်းကြီးအဲ့တော့ရှစ်၃ရှစ်ရှစ်၃ရှစ်၃ပုံနဲ့တူးနေတဲ့အတွက်သူက၃တလုံးပိုင်ဆွဲသွားပါလေဟုတ်ပြီဒီမှာ၁၃ဒီမှာ၁၃တဆိုတော့သူက၃ဝန်းကြီးတွေတူးနေတဲ့အတွက်သူက၃တလုံးပိုင်နဲ့၃ည၃ဆိုပြီးတော့ ွက်ရှိခဲ့ပါတယ်။ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့မတူလို့ရှင်သူအပြီးကြရနော်။မနက်ဖမနက်စည်းမှာတရား9ရက်တရား9ရက်တရား3ညရက်9ခု3ညဒီတော်လုံးမောင်ညဘာရမလဲမစီလို့ခုံတော့6လို့ရမှာဖြစ်တယ်။6လို့ရမှာပဲ6ရဲ့ပါဝါ1 6တက1ကြီးမှာတဲ့6တက1ကြီးကို6တက1ကြီးကိုကျွန်တော်ဒီဘက်ကဘာရမလဲ ဒီမှာခွန်ရှိတယ်ဒီမှာ၅ရှိတယ်ဒီမှာ၃ရှိတယ်ခွန်၅သုံးဒီသုံးလုံးကပါရမလဲ၅ရပါမယ်၅ရဲ့ဘဝအတုံညာ၅ရဲ့နက္ခတ်က၃၅သုံးညာ၃၅ဆိုဒီဒီမှာကကဏမတူနော်မနက်ဖန်အတွက်ကိုကဏမတူခဲ့ဘူးတကယ်၆တိဝန်းကြီးကို၅သုံးညာ၃ကီးနဲ့ကျွန်တော်ကမနက်ဖန်မနေ့စည်းကို၆တိဝန်းကြီးကို၅သုံးညာ၃ကတ်ပြီးတော့ကျွန်တော်ကမနက်ဖန်မနေ့စည်းကိုကစားမှဖြစ်တယ်

ဆိုတော့ကဏ္ဍနေတစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်၆ကွက်ကဏ္ဍနေဒီကဏ္ဍနေ၆ကွက်ကိုဒီကနေ့ညမှာမိတ်ဆွေတို့အတွက်ကျွန်တော်ထုတ်ပေးလိုက်ပါတယ်ကြိုက်နေတဲ့မိတ်ဆွေတွေကလည်းယူသုံးလို့ရပါတယ်မကြိုက်နေတဲ့မိတ်ဆွေတွေကလည်းကြော်သွားလို့ရပါတယ်ဘဒုဟိုမှကျွန်တော်အပြစ်မတင်ပါဘူးအပြစ်လည်းမမြင်ပါဘူးကျွန်တော်အားပေးတဲ့ဆိုလို့ရှိရင်လည်း like share လေးနဲ့ကူညီပေးပါဒီကနား6ွက်တည်းဟာမနက်ဖြန်ကြောက်ရင်တကွက်ကောင်းကိုကျွန်တော်ထုတ်ပြီးမှဖြစ်တယ် အဲ့ကြောင့်တကွက်ကောင်းနှစ်ကွက်ကောင်းပေါ့ဗျာတကွက်ကောင်းနှစ်ကွက်ကောင်းကျွန်တော်ကလက်တွဲစိုက်ကနှစ်စိုက်လောက်ပြရဦးနှစ်စိုက်လောက်ပြရတဲ့အတွက်ကျွန်တော်နှစ်ကွက်သုံးကွက်တော့ထွက်မှာပေါ့အောက်ကွက်ရံကွက်ကလေးနှစ်ကွက်သုံးကွက်နဲ့အောက်ကွက်ကလေးနှစ်ကွက်သုံးကွက်ပေါ့ဒါဒီကဝဒီဝနေ့ကအခုဒီညချိန်နေမှာတော့6တက္ကဝန်ကြီးဟု9တို့ည3ကြီးနဲ့ဒီကနန်း6ကွက်ရပါတယ်ကျိုင်းနေတဲ့မိတ်ဆွေတွေကယူသုံးပါမကျိုင်းနေတဲ့မိတ်ဆွေတွေကကြော်သွားပါ ဟုတ်ပြီအားကြောင့်မလို့ကျွန်တော်တို့မနေ့ဖန်မှာ6တလုံးကောင်းမလားမသိဘူးကြာရီတောက်ကြာနှစ်ရက်မှာ6လေးပတ်တီးတဲ့6လေးပတ်တီးဖြစ်တဲ့အတွက်ကျွန်တော်ကတစ်ချောက်ဝမ်းကြီးရလဲရှိတဲ့အတွက်6တလုံးကအားကောင်းမှန်းတဲ့လူတွေမနေ့ဖန်6နဲ့6နဲ့ကိုပို့ပြီးတော့ကစားကြပါဒီပတ်တီးကကျင်းနေထွက်မှာနော်ဒီနေ့ရက်မှာတလုံးကတော့ကျင်းနေတော့တလုံးကျင်းနေထွက်လိုက်မြဲ ကျန်နှလုံးသွလုံးနဲ့ထွက်ဖို့အားကောင်းတယ်။သူကမနက်ဖက်တလုံးထွက်ရင်လည်းညနေဘက်ဟုတ်တယ်။ကျန်တလုံးကထွက်တတ်တယ်။ဒီကနေ့၃ညနဲ့တင်လို့ပေါ့။၃ညမနက်ပိုင်းက၃ညပတ်တိထွက်သွားလေ၃ညသုံးသူတော့ညနေဘက်ညတော့တစ်ပတ်တိဆက်ထွက်တယ်၆၁ဆိုပြီးတော့အဲ့လိုလေအဲ့အဲ့လိုမနက်နဲ့ညတတနေလေးလည်းအပြီးထွက်တယ်။နောက်ပြီးတော့ဒီ၆လေးကိုလည်း၆လေး၄၆ဆိုပြီးတော့ဇုံထွက်တတ်ပါတယ်။ ဟုတ်ကဲ့ချိန်နေတဲ့မိတ်ဆွေများယူသွားပါဟုတ်အဲအကြောင်းမလို့အခုကျွန်တော်ရဲ့လက်ရှုကိုဝင်ပြီးတော့ကြည့်နေကြတဲ့မိတ်ဆွေပေါ့စိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့လူအဆန္ဒတွေတရုံတော်ကြီးရရှိနိုင်ကြပါစေဆန္ဒနဲ့ဘဝတထထဲကြကြပါစေဘေးဥပါအနဲ့အများကလည်းကင်းလွတ်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းရင်လည်းကျွန်တော်ရဲ့ like လေးကိုဒီမှာရင်တင်နိုင်ပါတယ် မိတ်ဆွေပေါင်းကိုအားလုံးလည်းအထူးကျေးဇူးတင်ရှိပါတယ်